ရသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်ဟောင်းခရစ်ဝင်ခန်းကြီးငါအပိုင်ငယ်39မှ40ကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကို စစ်စစ်ကြည့်ရှုကြ၏ထိုကျမ်းစာပင်ငါ၏သက်သည်ဖြစ်၏သင်တို့သည် အသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကြကျွန်တော်ဒီနှုတ်ကပတ်တော်က ပါကိုဖော်ပြလဲဆိုရင်တော့ပါရီရှဲတွေကျမ်းပြူစရာတွေယူဒလူအချို့ကကျမ်းစာအပြင်ထာဝရသက်ရမယ်လို့သူတို့စိတ်ကထင်ပါတယ်သူတို့စိတ်အထင်နဲ့သူတို့ကသွားတယ်ကျမ်းစာကိုစစ်စစ်ကြည့်ပြီးတော့ကျမ်းစာပြောတဲ့အတိုင်းကျမ်းစာကပဲသူတို့ကိုထာဝရသက်ပေးတယ်လို့သူတို့ကစိတ်ထင်ပါတယ်ဒါကြောင့်မို့သူတို့ကကျမ်းစာကိုပဲစစ်စစ်ကြည့်တယ်အဲ့ဒီကျမ်းစာကဖော်ပြတဲ့သခင်ရှုခွတ်တော်ဖခင်ကသူတို့အရှိမရောက်တော့မှသူတို့ကကယ်တင်ရှင်မရှိရမှမသိကြဘူး ။တခင်ရှုကပြောတယ်အဲ့ဒီကျမ်းစာကငါရဲ့သက်သေပဲ။ငါအကြောင်းကိုရေးထားတာဖြစ်တယ်။သင်တို့သည်တဲ့အသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကြဘူးလို့ဖော်ပြပါတယ်။ထာဝရအသက်ကကျမ်းစာမှာရှိတာမဟုတ်ပါဘူး။အဲ့ဒီကျမ်းစာကဖော်ပြတဲ့သခင်ရှုစီမှာရှိတာဖြစ်တယ်။ဒါကြောင့်မို့ဖာရီရှဲတွေကျမ်းပြုဆရာတွေဘာသာရေးကောင်းဆောင်တွေကဘာလွှဲမားနေလဲဆိုရင်တော့သူတို့ကကျမ်းစာကိုပဲစစ်စစ်ကြည့်ရှုတယ်။ကျမ်းစာနဲ့မညီရင်အပြစ်ရှာပြီ။ကျမ်းစာနဲ့မှန်ကန်အောင်ပဲသူတို့ကစူးစမ်းတယ် တို့ရတွင်အဲ့ဒီကျမ်းစာကဖော်ပြတဲ့အသက်ရှင်တဲ့ဘုရားဖြစ်တဲ့ပုပ်ကိုယ်တော်ယေရှုနဲ့တော့တို့ကမတိကျွမ်းဘူးဒီကျမ်းစာကဒီစာကဖော်ပြတဲ့ပုပ်ကိုယ်တော်ယေရှုကတို့ရှေ့မှာရောက်လာတော့တို့ကသခင်ယေရှုကိုဖျားနေနေလက်မခံပါဘူးသခင်ယေရှုကိုတို့ကမတိကျွမ်းဘူးဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့သခင်ယေရှုကပြောတယ်အဲ့ဒီကျမ်းစာကငါရဲ့တသက်ဖြစ်တယ်ငါစီကိုလာရမယ်အသက်ကဘုသူစီမှာရှိတာလဲဆိုရင်တော့ဒီစာမှာရှိတာမဟုတ်ဘူး အဲ့ဒီကျမ်းစာကနေညွန်ပြတဲ့သခင်ယုစီမှာရှိတာဖြစ်တယ်။ဒါကြောင့်မို့အချို့သောယူရလူမျိုးတွေ၊ဖာရိရှဲတွေ၊ကျမ်းပုဆရာတွေသူတို့ကဒီဥပရေသားတွေပဲပြည့်ညတ်တရားတွေထဲမှာပဲသူတို့ကသာဝရအသက်ကိုသွားရှာတယ်။တကယ်လို့သာဝရအသက်ကအသက်ရှင်တဲ့ဖရာဖြစ်တဲ့သခင်ယုစီမှာရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့လည်းကျမ်းစာကိုဖတ်တဲ့အခါမှာစာအရပဲသိဖို့မဟုတ်ဘူး။စာအရပဲဆိုရင်တော့အငင်းပွားစရာတွေအများကြီးပဲရှိတယ်။ အဲ့ဒီစာရဲ့နောက်ွယ်မှာဖော်ပြတဲ့အသက်ရှင်တဲ့ဖရာကိုသိဖို့ဖြစ်တယ်။စာအတိုင်းသွားရင်တော့ဖရာလိုတော်နဲ့ကျွန်တော်ကချော်မှာဖြစ်တယ်။ဖရာလိုတော်ကိုလိုက်ရှောက်နိုင်မှာမဟုတ်ပါဘူး။ပါရီရှဲတွေကျမ်းပြစရာတွေဘာသာရေးကောင်းဆောင်တွေကကျမ်းစာမသိလို့ဖရာအလိုတော်နဲ့ချော်တာမဟုတ်ပါဘူး။ကျမ်းစာကိုသိလွန်အားကြီးပြီးတော့အဲ့ဒီကျမ်းစာအတိုင်းစစ်စစ်အသက်ရှင်တာတောင်မှဖရာသခင်အလိုတော်နဲ့လွဲနေတယ်။ဘာကြောင့်လဲဆိုရင်တော့စာနဲ့သွားလို့ဖြစ်တယ်။အဲ့ဒီကျမ်းစာကညွန်ပြတဲ့ အသက်ရှင်တဲ့ဖခင်နဲ့မသွားတတ်တော့ကြောင့်ဖြစ်ပါလေ။ဒါကြောင့်မို့ကျွန်တော်ကကျမ်းစာကိုဖတ်တိုင်းဖတ်တိုင်းမှာအသက်ရှင်တဲ့ဖခင်ဖြစ်တဲ့သခင်ယေရှုကိုတွေ့ဖို့ဖြစ်တယ်။ထိုသခင်ဖခင်နဲ့တင်ကနေ့စဉ်သွားလာအသက်ရှင်မှုဖြစ်ပါလေ။ယုံကြည်သူဆိုတော့ကစာနဲ့သွားရတဲ့အသက်တာမဟုတ်ပါဘူး။အသက်ရှင်တဲ့ဖခင်နဲ့သွားရတာဖြစ်တယ်။ယုံကြည်သူကကျင့်စဉ်တွေကျမ်းဂန်တွေနဲ့သွားရတာမဟုတ်ဘူး။အသက်ရှင်တဲ့ဖခင်ကကျွန်တော်တို့နဲ့အတူအသက်ရှင်ပြီးတော့နေ့စဉ်အသက်တာထဲမှာလမ်းပြမှာဖြစ်တယ် ဒါကြောင့်မို့စာမလိုဘူးလားလိုပါတယ်တို့ရတွင်အဲ့ဒီစာကဖော်ပြတဲ့အသက်ရှင်တဲ့ဖခင်ကိုတော့သင်က တွေ့ဖို့အင်ပတန်ရည်ကြည်ပါတယ်တချို့ကစာပဲသိတယ်ယေရှုအကြောင်းပဲသိတယ်ဒါပေမဲ့ပုံကူတော်ဖြစ်တဲ့သခင်ရှုနဲ့တော့မယင်းနေဘူးသခင်ရှုနဲ့မယင်းနေတဲ့ခါမှာထာဝရအသက်နဲ့လွဲချော်နေတယ်ကျွန်တော်တို့တမန်ကျမ်းစာထဲမှာဘာပညာတရားမှမရှိဘူးဘာစာမှမရှိသေးခင်တည်းကဖခင်သခင်အလိုတော်ကိုလိုက်လျှောက်ခဲ့တဲ့သူတွေရှိပါတယ်ပညာတရားကဆယ်ဘိုးတို့ထဲ့ပါလို့ မညွန်ကြားသေးဘူးဘာမှသတ်မှတ်ချက်မရှိခင်တည်းကအာဗြဟံကမေလခိစေတက်ဆိုတဲ့ရှာလင်မင်းကြီးယေဘုဟိတ်ကိုဆယ်ဘုတ်ဖို့ပြီးလူခဲ့တယ်ဆိုအကြောင်းတွေ့ရပါတယ်။ဖခင်ကတောင်းဆိုတာမဟုတ်ပါဘူး။ပြည့်ညတ်တရားတွေသတ်မှတ်ချက်တွေမရှိပါဘူး။စိတ်နှလုံးထဲထဲမှာစေတနာစိတ်နဲ့ယိုဖိတ်လာတဲ့အခါမှာလမ်းမှာလက်ရဥစ္စာတွေကနေပြီးတော့သူစစ်တိုက်လို့နိုင်တဲ့အထက်ကနေပြီးတော့ဆယ်ဘုတ်ဖို့ကိုသူကပြီးလူခဲ့ပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်တို့လည်းဖះသခင်တို့အပေးလူတဲ့အခါမှာစေဖို့တို့ပေးတဲ့အခါမှာဓမ္မဆရာတွေလူဝတ်တော်သူတွေမရှိစင်းရဲသားတွေအငယ်ဆုံးသောသူတွေကိုပေးတဲ့အခါမှာစေတနာစိတ်နဲ့ပေးဖို့ဖြစ်တယ်။ပြည့်ညတ်တရားရဲ့တောင်းဆိုမှုကြောင့်မဖြစ်မနေကြောင်းပေးရတာမျိုးမဟုတ်ဘဲနဲ့အာဗြဟံကဲ့သို့စေတနာစိတ်နဲ့ပေးလူဖို့ဖြစ်ပါတယ်။ဘာပညာတရားမှမရှိသေးခင်တည်းကသူများသားမယားကိုပြစ်မာတာဖះမကြိုက်ဘူးဆိုတော့ဘသူကသိနေတယ်ဆိုရင်တော့ယောသက်ကသိနေတယ် တကယ်တော့အဲ့ဒီချိန်မှာသူများသားမယားကိုပြစ်မှားခြင်းကအပြစ်လို့ဘယ်စာပေဘယ်ချမ်းကံဘယ်အရာမှမပေါ်သေးပါဘူး။သူရတွင်ယောသက်ကသိတယ်ဘော်ဒီဖိုင်ရဲ့မိန်းမသွေးဆောင်တဲ့ခါမှာဒါဖျားမကြိုက်ဘူးဆိုတာကိုသိပြီးတော့သူကထွက်ပြေးပါတယ်။အဲ့ဒီလိုထွက်ပြေးလို့လည်းသူကထောင်ထဲကိုရောက်သွားတယ်။ဖျားသခင်အလိုတော်ကိုလိုက်ရှောင်ရင်းနဲ့ဒုက္ခဆင်းရဲခြင်းတွေယောသက်ကကြုံတွေ့ရတယ်။သူရတွင်သူ့ဘဝအတ္တကဒုက္ခထဲမှာအဆုံးမသတ်ပါဘူး။ဖျားသခင်ကအဆုံးသတ်မှာ သူ့ကိုအဂရုတိုင်းပြည်ရဲ့ဘယင်ကံဖြစ်စေပါတယ်။ယောသလတ်ထက်မှာဘာချမ်းကံဘာစာအုပ်မှမရှိသေးပါဘူး။ဖယားသခင်အလိုတော်ကိုသိပြီးတော့သူဘလို့လိုက်လျှောက်တာလေ။ဖယားနဲ့ယင်းဒီကျွမ်းဝင်တော့ကြောင်ဖြစ်ပါလေ။အကြောင်းမူရှိသောကြောင့်စီတိုင်းသင်ကချမ်းစာကိုဖတ်တဲ့အခါမှာစာပေတစ်ခုလိုပဲသိမယ်ဆိုရင်တော့ဖျားလို့တော့ ਨੇ လွဲချော်နေမှာဖြစ်တယ်။စာရမဏတ်တော်မှာချမ်းစာကိုသိတယ်။သခင်ယေရှုကိုစုံစမ်းတဲ့အခါမှာချမ်းစာနဲ့ပဲစုံစမ်းပါလေ။ဒါကြောင့်မို့ကျွန်တော်တို့ကချမ်းစာကိုစာပေရပဲသိမယ် စာသဘောရပဲသိမယ်ဆိုရင်တော့ဖယားသခင်အဲ့လိုတော့လမ်းကိုလိုက်ရှောင်နိုင်မှာမဟုတ်ပါဘူးစာလန်23ကိုဖတ်တဲ့အခါမှာစာလန်23ကိုအလွတ်ရတာအင်မတန်ကောင်းပါလေတို့ရတွင်အဲ့ဒီစာလန်ကျမ်းကဖော်ပြတဲ့တိုးရင်းကြီးဖြစ်တဲ့သခင်ရှုနဲ့တိကျွမ်းဖို့ကအင်မတန်ရည်ကြီးပါလေဒါကြောင့်မချစ်သောကြောင့်စီတိုင်းကျမ်းစာကိုဖတ်တိုင်းဖတ်တိုင်းပါအဖြစ်ပြက်တွေအကြောင်းအရာတွေတမိုင်းကြောင်းတွေဇလန်းတွေဒီအရာတွေကိုပဲသိဖို့မဟုတ်ပါဘူးအဲ့ဒီနောက်ွယ်ကအသက်ရှင်တဲ့ဖခင်နဲ့သင်ကယဉ်ဒီကျွမ်းမှုဖြစ်တယ် ။ဒါကြောင့်မို့ကျမ်းစာကိုဖတ်တဲ့အခါမှာ ကျမ်းစာသည်သခင်ယေရှုရဲ့တတ်သိဖြစ်တယ်။သခင်ယေရှုရဲ့အကြောင်းကိုဖော်ပြထားတဲ့အရာတွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ကကျမ်းစာကိုဖတ်တိုင်းဖတ်တိုင်းမှာစာပေမှာပဲရက်သွားဖို့မဟုတ်ဘဲနဲ့အဲဒီကျမ်းစာကညွန်ပြတဲ့သခင်ယေရှုခရစ်တော်တည်းဟူသောအသက်ရှင်တဲ့ဘုရားနဲ့ယဉ်ဤကျွမ်းဝင်ပြီးတော့ထိုသခင်ဘုရားနဲ့နေစဉ်အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။